ကပြည်သူကလစ်ကများအလုံးမဲမင်္ဂလာပါရှင်ကျမစတိုင်ဤပါယခုတင်ဆက်ပေးမှာကတော့သတင်းချွတ်နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်နားဆင်ပေးကြပါဦးရှင်သတင်းချွတ်လရဲ့အစနဲ့အနှစ်သာရမြမလာဇန်းစင်မှာဝါလာကင်းလွတ်တဲ့အချိန်သတင်းချွတ်လအခါသမယကိုရောက်ရှိလာပါပြီဝါဆိုဝါကောင်တော်တလင်း၃လပတ်လုံးတန်ဃာတော်များဝါဆိုခဲ့ကြပြီးနောက် ဝါကျွတ်ပြီဆိုတဲ့အထင်အမှတ်ဟာသတင်းကျွတ်မီထုံးပွဲတော်ရဲ့အစပါပဲသတင်းကျွတ်လဟာမိုးရသည်ကုံဆုံးပြီးမိုးကုံစားမြေပြင်ဟာရွှွန်ွန်ကင်းစင်ကာကောင်းငင်ဟာလည်းလမင်းနဲ့ကျယ်တွေကြည်လင်နေတဲ့အချိန်မှာမြမဆန္ဒလရသည်ပွဲတော်တွေထဲမှာမီးရောင်ဆုံးနဲ့အလှပဆုံးအချီနူးရဆုံးရိုးရပွဲတော်အဖြစ်တမိုင်းခက်အဆက်ဆက်ကလေးကတည်ရှိခဲ့တာဖြစ်ပါတယ်ဒီလိုအေဂျန်ပြီးမေတ္တာတရားထွန်းကားတဲ့ ်တရင်ကျုပ်ပွဲတော်ရဲ့ဒလေးတွေတမိုင်းကြောင်းတွေကိုဆက်လက်လေ့လာကြည့်အောင်ပါရှင်ပြိဓမာခါရုံနေနဲ့တမိုင်းချောင်းမြတ်စွာဘုရားရှင်တာရိန်သာနဲ့ပြည်ကိုကြွားရောက်ပြီးမေတော်ဖြစ်ဘူးသူတန်တုတိတနတ်သားအပါဝင်နတ်မြမအပေါင်းအားအပြိဓမာခုနှစ်ချမ်းကိုဝါရွန်း၃လကာလပတ်လုံးဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားစခန်းသိမ့်တဲ့နေ့ဟာသတင်းကျွတ်လာပြင်းနေပဲဖြစ်ပါတယ်။ဤနေ့ရဟာအပိဓမ္မာခါရုံနေ့အဖြစ်လည်းထင်ရှားပါတယ်။ဖျားရှင်ဟာတရားပြီးမှဇောင်းတန်းသုံးသွယ်ဖြစ်တဲ့ရွှေငွေပရမညာဇောင်းတန်းတို့နဲ့လူပြည်ကိုပြန်လည်ဆင့်သက်ကြွချီတော်မူခဲ့ပါတယ်။ထိုအခါလူအများကမီရှူမီပန်စီမီများနဲ့ထွန်းညိပြီးကြိုးစိုးပူဇော်ခဲ့ကြပါတယ်။ထိုအစဉ်လာကိုအစွဲပြုပြီးမြန်မာနိုင်ငံမှာ နှစ်စဉ်တရင်ကျုပ်မိထွန်းပွဲတော်ကိုကျင်းပလာခဲ့တာဟာယနေ့တိုင်ပဲဖြစ်ပါတယ်။တရင်ကျုပ်လဟာဗုဒ္ဓဘာသာဝင်တွေအတွက်ဘုရားရှင်ကိုပူဇော်ကြောတဲ့ပူဇနီယအချိန်ခါလဲဖြစ်တယ်လို့အလုဝတန်းဒါနတွေဥပုပ်တရင်သီလတွေကို စိတ်အားထက်သန်စွာစောင့်ထင်းပြုလုပ်ကြတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ရောရမီထွန်းပူဇော်နေတရင်ချွတ်ပွဲတော်ရဲ့အတက်ဝိညာဉ်ကတော့ ညဘက်မှာဇေဒီပထိုးတွေ၊ကြောင်းကန်တွေ၊လမ်းမတွေနဲ့လူနေအိမ်တွေပါမကျန်။လင်းထိန်နေတဲ့စီမီနဲ့စီမီလာဆင်ခြင်းတလေးဖြစ်ပါတယ်။ရှေးမြမာမင်းများလက်ထက်ကလေးကစနေတကြမီပူဇော်ခဲ့ကြပြီးယခုခေတ်မှာလည်းရောင်စုံလျှက်စစ်မီလုံးတွေ၊ဖျောင်းနိုင်တွေ၊စီမီကွက်တွေနဲ့စီမီထွန်းညိပူဇော်ကြတာဟာအသက်ဝင်လာပါတယ်။အထူးသဖြင့်ဇေဒီပထိုးတွေရဲ့ဇောင်းနှန်းတွေမှာစီမီဇောင်းနှန်းဖြစ်အောင် ထွန်းညိပူဇော်ကြတာဟာ ဖះရှင်ဆင့်သက်လာတဲ့မြင်ကွန်းကိုအာယုံပြုတ်နိုင်ပြီးရှင်းလို့စရာကောင်းပါတယ်။မြမလူမျိုးတွေဟာရိုးရဝါးမိပုံဖြစ်တဲ့ဥပမာယုံယုတ်၊ဓာမယုတ်၊ငားယုတ်စတာတွေကိုလည်းကိုယ်အင်ရှိနဲ့လမ်းထိပ်တွေမှာချိတ်ဆွဲပြီးပွဲတော်ကိုဆင်နွှဲလေးရှိကြပါတယ်။မိအောင်တွေဟာအလင်းရောင်ကိုပေးသလိုစိတ်ရဲ့အမိုက်အမောင်ကိုပယ်ဖြတ်ပေးတဲ့သင်္ကေတလေးဖြစ်ပါတယ်။ ာရဝပြုကရောချင်းတလေသရင်ကျွတ်ရဲ့အဓိကအနှစ်သာရဟာဂျေဇူတရားကိုဆက်ချင်းပါပဲမြတ်စွာဘုရားရှင်ကမေတော်ကိုဂျေဇူဆက်တယ်လို့မြမလူမျိုးတွေဟာလည်းအနန္တဂိုင်းဝင်မိဘဆရာသမားတက်ကြီးရွယ်အုံတွေကို ပူဇော်ကြတော့ကြပါတယ်။တွားကြတော့တဲ့အခါမှာမြမရွေးရဝတ်စုံကိုဝတ်ဆင်လေးရှိကြပါတယ်။အုံပွဲမပြောဝဲပန်းမှန်အမွှေးနံသာတို့အပြင်ကရော့ခံပုဂ္ဂိုလ်အတွက်လိုအပ်မဲ့ကောင်းလို့ရရာပစ္စည်းအချို့လည်းပါဝင်နေ ကရော့ပွဲကိုပြင်ဆင်ပြီးဂါရဝပြုကြပါတယ်။ဤသို့ကရော့ချင်းဟာရိုသေလေးစားမှုခြေစိုးသိရမှုအပြင်တနှစ်တာအတွင်းရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေပြင်မာမိတာတွေအတွက်ခွန့်လွတ်ခြင်းတောင်းခံတဲ့ဝန်ချတောင်းပန်ခြင်းသဘောလည်းပါဝင်ပါတယ်။အပြစ်ကိုခွန့်လွတ်ပြီးဆုံမွန်ကောင်းတွေ တောင်းပေးနေတဲ့ဘိုးဘွားတွေရဲ့ပုံရိပ်ဟာမြမရိုးရရင်ချင်းမှုရဲ့အလှတရားပါပဲ။ ကရော့ဆိုတဲ့စကားလုံးကိုတောင်းပန်ခြင်းသဘောအဖြစ်အသုံးပြုတာဟာလေမြမယဉ်ကျေးမှုရင်ထူးခြားတဲ့အမှတ်သားဖြစ်ပါတယ်။ဝါလာကင်းလို့ပဝါရဏပြုခြင်းနဲ့အလှူဒါနပြုခြင်းဝါရုံသုံးလကလပတ်လုံးတရားကျင့်ကြာအထုတ်ပြီးတဲ့ယဟန်တန်ဃာတော်တွေဟာဝါကျွတ်တဲ့အခါမှာပဝါရဏပြုဝဲကိုကျင့်ပါကြပါတယ်။ပဝါရဏပြုတယ်ဆိုတာကတန်ဃာအချင်းချင်း တအိုးရဲ့ပြစ်ကိုတအိုးကပြောဆိုဆုံးမခွန်တောင်းခံကြခြင်းဖြစ်ပါတယ်။ထို့ပြင်တရင်ကျို့လာပြီးကျော်တရင်လေးကစပြီးကထိန်သင်္ကန်းဆက်ကလူတန်းနဲ့ကထိန်ပွဲတော်ကာလကိုရောက်ရှိပါတယ်။ဒါကြောင့်မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဝါကျွတ်အလူဒါနတွေကိုစိတ်အားထက်သန်စွာပြုလုပ်ကြပါတယ်။အချို့ကလည်းရေအလူ၊မေအလူစတဲ့အလူများအပြင်လမ်းသွားလမ်းလာတွေအတွက်ရည်ရွယ်ပြီး ၊နေဝံဈေးများစတုတ္တိတာကျွေးမွေးခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းပြုလုပ်ကြပါတယ်။ဒေတာအလိုက်ထူခြားသောပွဲတော်များသတင်းချုပ်ပွဲတော်ဟာတနိုင်ငံလုံးစီကားတဲ့အပြင်ဒေတာအလိုက်ထူခြားစွာကျင်းပတဲ့ရိုးရာဒလေးတွေလည်းရှိနေပါတယ်။ဘိုးတိုင်းရှိကျင်းမြို့မှာဆိုရင်ရိုးရာမိမျောပွဲကိုကျင်းပပြီးထဝယ်မြို့ဘက်မှာတော့တပိတ်မျောပွဲစတဲ့ ဒေသန္တရပွဲတော်တွေကလည်းတရင်ကျွရဲ့ရိုးရာအမွေအနှစ်တွေ ဖြစ်ပါတယ်။မြမကုံဆောင်ဆန္ဒလရာသီပွဲတော်တွေထဲမှာတရင်ကျွဟာတိုင်းပြည်ငြိမ်းချမ်းနေတဲ့ကာလတွေမှာတော့လူအများရဲ့ပျော်ရွှင်မှုတွေနဲ့လွှမ်းခြုံနေတဲ့ကာလပဲဖြစ်ပါတယ်။တရင်ချုံမိထုံပွဲတော်ဟာရောင်စုံမီးအောင်တွေလင်းထိန်အောင်ထွန်းညှိကြတာတခုလည်းမဟုတ်ပါဘူး ချစ်ချင်းမြတ်တာခွန်လွတ်ချင်းကျေးဇူးဆက်ချင်းရိုတည်လေးစားမှုရှိခြင်းစတာတွေလွှမ်းခြုံထားတဲ့လမ်းမြအခါသမယတစ်ခုဖြစ်ပါတယ်။ရွှေဝဲရောက်နေကြသူတွေကလည်းမိသားစုနဲ့ပြန်လည်ဆုံစည်းဖို့မိဘတွေကိုကြောဖို့အိမ်ပြန်လာလေးရှိကြပါတယ်။ကြီးစင်ငယ်လိုက်ကြောကြပြီးကြီးသူတွေကငယ်သူတွေကိုဆူတောင်းမြတ်တာပို့တာပေးကြခြင်းမုံပို့ပေးကြခြင်းစသဖြင့်ပျော်ရွှင်စွာပွဲတော်ကိုဆင်နွှဲကြပါတယ်။ တဦးနဲ့တဦးမေတ္တာတရားတွေဖြန့်ဝေကြတဲ့အချိန်ကာလဖြစ်ပါတယ်။ရိုးရာဓလေ့တွေယဉ်ကျေးမှုအမွေနှစ်တွေကိုလက်ဆင့်ကမ်းထိန်းသိမ်းရင်ဒီနေ့ရဲ့တော်လန်သတင်းကြော့ကာလမှာလည်းတော်လန်မိဘပြည်သူ ကလစ်ကာတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတတိရှိရှိသတိရှိရှိနဲ့ရင်ဆိုင်ချော့ဖြတ်နိုင်ကြပါစေ။အားလုံးကျန်းမာပြီးကင်းကြပါစေလို့သတင်းကြော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။